လူငယ်တဲ့နေပေါင်း2600ကျော်ကမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကမှာပွင့်ပေါ်လာခဲ့တယ်။ဘာအတွက်ပွင့်ပေါ်လာတာလဲလို့ဆိုရင်ပဟုစနဟိတသရဝါဒီကောင်းကျိုးချမ်းသာရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပွင့်လာ။ကောင်းကျိုးချမ်းသာကိုဘယ်လိုလုပ်ပြီးရရှိနိုင်တာရောလို့ဆိုလို့ရှိရင်နော်။ကောင်းမြတ်တဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းဖြင့်ကောင်းမြတ်တဲ့အကျိုးတရားတွေကိုရရှိ ဆိုလိုတာကမြတ်စွာဘုရားသခင်ကိုတော်မြတ်ကတနာစီရတ္တဝါလို့ဆိုပြီးတော့အခုဖြတ်ချင်းချမ်းသာပြီးအခုချက်ချင်းတဏှာဝကလွတ်အောင်မလို့ရတာမျိုးမဟုတ်ဘူးမမရဘူးဆိုတာမိမိရဲ့သာသမီတွေကိုပဲမိဘတွေဟာဘလောက်ပဲချစ်ချစ်ပြင်ရတာကြီးကြီးအောင်လုပ်မပေးနိုင်ဘူးလုပ်ပေးနိုင်တာပါတော့ဆိုရင်အချိန်လေးကောင်းတစ်ခုဖန်ပြီးပေးနိုင်တယ် ခြေနေကောင်းဆိုဒီမှာဆရာကောင်းကောင်းထံအထာပေးမယ်။ကြောင်းကောင်းကောင်းထားပေးမယ်။ပညာကောင်းကောင်းပို့ချနိုင်တဲ့ပုဂ္ဂိုလ်ရဲ့အမိကိုရ။ဒါတော့ပဲလုပ်ပေးနိုင်တာလေ။သာသမီကိုယ်တိုင်ကလိုက်နာချက်တော့မှု မရှိဘူးဆိုလို့ရှိရင်မိဘကပါတတ်တယ်။ဘာမှမတတ်ဘူး။မိဘကဒီကိစ္စမျိုးမှာမကျင်လို့ရတာမဟုတ်ဘူး။ သာသမီပညာတက်ဖို့အရေးအတွက်မိဘကအခြေအနေကောင်းမဲ့ဖန်တီးပေးရဖြစ်တယ်။ထို့တူပဲဘုရားဝါဒဝင်တော်ဆင်တို့ကိုယ်ဝင်နေကြတဲ့ဘုရားမြတ်စွာဆိုတာမင်္ဂန်နဲ့အဆုံးမတွေပေးပြီးတော့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းသာဖြစ်တယ်။အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတဲ့အခါမှာအခြေအနေကောင်းကိုအသုံးချပြီးတော့မိမိဘဝတိုးတက်အောင်ကြိုးစားမှသာလဲကြီးပွားတိုးတက်နိုင်တယ်။ ကံဟုဆုံးလို့ဘဟုဇနဟိတာယဘဟုဇနဒုက္ခယတရားရတဲ့အချိန်လေးကောင်းဖန်တီးပြီမှအချိန်လေးကောင်းမှဒုက္ခဆိုရင်ချမ်းသာဒုက္ခဆိုတာရမှာလောကမှာစီးပွားလုပ်ဖို့အချိန်လေးကောင်းနေစီးပွားရေးအခွင့်အလမ်းနေပွင့်လာတယ်ဆိုတာအချိန်လေးကောင်းလို့ခေါ်တယ်စကြဝဠာလုံးမဲ့ပုံကိုယ်တွေအတွက်မြေကောင်းရေကောင်းမိုးလေဝသမှန်ကန်တယ်ဆိုတာအချိန်လေးကောင်းလို့ခေါ်တယ် အဲ့ဒီအခြေအနေကောင်းနေကိုသုံးမချနိုင်ဘူးလို့ဆိုလို့ရှိရင်စီးပွားရေးလည်းအောင်မြင်မှာမဟုတ်ဘူးဖြစ်ပေါ်လာမှာမဟုတ်ဘူးစိုက်ပျိုးရေးလည်းဖြစ်ပေါ်လာမှာမဟုတ်ဘူးအခြေအနေကောင်းကိုအသုံးချတတ်ဖို့ရသော်ဗျာကိုယ်တိုင်းကိုကတရားဓမ္မဘုရားရှိသူရောက်ပြီးတဲ့နောက်မှာပညာကရုဏာနဲ့အသုံးချပြီးတော့သရဝါရီဆင်းရဲဒုက္ခကလွတ်မြောက်ဖို့ manga